မလဲလဲပြမတော်ဘူးမင်းမောင်များမီလို့ဟန်လိုက်စေ ီ MTB လေးကိုရိုက်တဲ့အခါမှာလေအာကျွန်တော်ရဲ့ makeup ပညာရဲ့အစွမ်းတွေကိုပါဒီ MTB ထဲမှာထည့်ပြီးသုံးထားတာဖြစ်တဲ့အတွက်တချို့ makeup တွေကတရက်လိမ့်ပြီးတဲ့အခါမှာနောက်နေ့မှဒါဖြတ်လို့မပြောင်းသေးတာမျိုးတွေဒါပကြီးဆွဲတဲ့အပိုင်းတွေလည်းပါတဲ့အခါကျတော့လေဆေးတွေလည်းသုံးရတယ်ပြီးတော့တချို့ဆေးတွေကဒါဟိုမျက်နှာမှာသုံးတဲ့ဆေးမျိုးမဟုတ်ဘူးပေါ့နော်အဲ့လိုဆေးမျိုးတွေကိုဒါသူ့ရဲ့သူလုတ်ချင်တဲ့ဆန္ဒပေါ်မှာမူတည်ပြီးတော့ကျွန်တော်လုတ်ခဲရတဲ့အခါကျတော့လေဒါမျက်နှာမှာ allergic ထားပါတော့နှစ်ရက်နားလိုက်ရတာမျိုးလည်းရှိတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့အလုံးပေါင်းစုစုပေါင်းပေါ့နော်အဲ့လိုရက်တွေတောင်ထဲမတ ဘူးတကယ်တမ်းရိုက်ခဲ့တာခုနှစ်ရက်တိတိကျွန်တော်တို့ရိုက်ခဲ့ရပါတယ်ဒီအတွက်ကြောင့်မလို့အာဒီ MDB လေးရာကြီးစုတဲ့မြေပပြည်သူတွေနဲ့ခြေနဲ့နှိမ့်သိမ့်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာโอเคပါအဲတချင်းကတော့အမုံမြက်လုံးဆိုတဲ့တချင်းလေးပါခင်ဗျာ ရှေ့မှာဆိုရင်လည်းဥငတ်တို့လည်းဆိုထားတယ်တကယ်နာမည်ကြီးအဆိုတော်တွေဝိုင်းအဆိုတော်ကြီးတွေဆိုထားတယ်အဲကျွန်တော် ပြန်ဆိုတဲ့အခါမှာလည်းကျွန်တော်အများကြီးစဉ်းစားဖြစ်ပါတယ်ပရိသတ်တွေကလည်းအရန်တောင်းဆိုကြတယ်အဲ့တခြင်းလေးကိုဆိုဖို့လေဒါပေမဲ့ကျွန်တော်အားယူရတယ်ပေါ့နော်ရှေ့မှာရှေ့ရစီနီယာရဲ့လို့ကိုကျွန်တော်ကတော့အမှုပညာကိုချစ်တယ်ချစ်တော့ကျွန်တော်ပေါပေါရော်ရော်လေးမဖြစ်ချင်ဘူးမဖြစ်ချင်တော့ကျွန်တော်100%ဒီထဲမှာကျွန်တော်ပိုင်တဲ့တက်ဆွမ်းသမျှကျွန်တော်ဘာတွေတက်လဲအဲ့တက်ဆွမ်းသမျှအကုန်လုံးကျွန်တော်မိကုံရံကုန်ဒီအမုံမျက်လုံးတခြင်းထဲမှာထည့်ထားတယ်မင်းကိုချစ်ခဲ့အလုံးသားလေးပူပြလို့နေ နောက်ပြောဒီထဲမှာကျွန်တော်ဟိုဖြစ်ချင်တာတွေကျွန်တော်ရိုက်ကူးတော့မယ်ဆိုတော့ musician လေးကိုဆရာဆရာစီကိုပဲသွားပြီးတော့ဟိုတော့တိုင်မနေတာပေါ့နော်တိုင်မပြီးတော့ဆရာကျွန်တော်ဘသူနဲ့မှမတူတဲ့အရာမျိုးလေးဖြစ်ချင်တာဖြစ်ချင်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံမှာလည်းအဲ့ဒီ MTV မျိုးလုံးဝမရှိသေးဘူး မရှိသေးတဲ့ပုံစံမျိုးနောက်ပြီးကဘာမာတော်မှမမြင်ဘူးတဲ့ပုံစံမျိုးလေးကျွန်တော်လှုပ်ချင်တယ်စကလုံးရအကြီးကြီးဖြစ်သွားတယ်အရန်ကြီးပါအရန်ကျွန်တော်ရဲ့ရည်ရွယ်ချက်ပေါ့နော်ဒါပေမဲ့အများကြီးမှန်းမှလည်းဟိုဘယ်လိုပြောမလဲခေါင်းလောက်မှန်းမှရင်ခေါင်းလောက်တင်ပါပေါ့နော်အဲ့တော့ကျွန်တော်ကအများကြီးဆရာကိုပြောပြီးတော့အကူအညီတောင်းတာအဲ့တော့ဆရာကလည်းကဲမလှုပ်ချင်တာနဲ့ကဲတိုင်ပင်မယ်ဘလို့ဘလို့လှုပ်ချင်လဲဆရာကလည်းတကယ်ဟိုဆရာလှုပ်ချင်တာတော့တိတိကျကျအောင်မှတိုင်ပင်ပြီးတော့လုံးဝဒီ music video လေးထွက်ရင်တွေ့မှာပါကျွန်တော်အများကြီးစူးစမ်းထားတယ်ကျွန်တော်အဲ့ဒီဇက်ဝင်ကတခန်းဆိုကျွန်တော်ရေနှစ်ရက်တောင်ချိုးလိုက်ရတယ် ตาอี้ပါခင်ဗျာတယောက်ဆောက်ပိုက်တစ်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့ကတော့ပိုက်တစ်ရဲ့တခြင်းလေးကိုအာစာနယ်စင်းတွေကိုအနှံ့နဲ့ပွဲလေးဖြစ်ပါတယ်အာပိုက်တစ်ဒါဒုတိယကြိမ်မြောက်ထွက်တဲ့တခြင်းလေးဖြစ်ပါတယ်ပေါ့နော်အဲ့တခြင်းလေးမှာကိုตาอี้အနေနဲ့ဒါဘယ်လိုပြောရမလဲအဲသူရဲ့ MTV ပေါ့နော်ကျွန်တော်တို့စတူဒီယိုကကင်မရာမန်နေနဲ့ပူးပေါင်းပြီးတော့အကောင်းဆုံးဒါရိုက်တာဖြစ်နေဒါရိုက်ကူးပေးထားတာပါအဲ့တကြောင့်မလို့ဒီကိုယ်တိုင်လည်းသူရဲ့တခြင်းလေးထွက်တဲ့အခါမှာရင်ခုန်ရပါတယ်ခင်ဗျာ ်မဟုတ်ပါဘူးခင်ဗျာကျွန်တော်လေအကျောင်းသားတွေလည်းကျွန်တော်ဒါရိုက်တာလုပ်ပြီးတော့အများကြီးရိုက်ခဲ့ပေးဘူးတယ် MTV သချင်းတွေလည်းကျွန်တော်အများကြီးရိုက်ခဲ့ပေးဘူးတယ်ပေါ့နော်အဲ့တော့ဒါကတော့ပထမဆုံးဒါရိုက်တာလုပ်တာတော့မဟုတ်တော့ဘူးဒါပေမဲ့ကိုတာကြီးဆိုတဲ့နာမည်နဲ့ဒါရိုက်တာလုပ်တာတော့ဒါပထမဆုံးပဲပေါ့နော်အပြီးတော့ဘယ်လိုပြောရမလဲကိုကိုတိုင်းဒါရိုက်တာလုပ်ထားတဲ့သချင်းဖြစ်တဲ့အတွက်သူ့ရဲ့သချင်းလေးပေါင်းပြောင်းမှုမှလည်းဒါကိုကိုရဲ့ခွန်အားတွေလည်းပါတယ်လေပါတဲ့ခါကျတော့ပို့ပြီးတော့လည်းရှင်းခုံတယ်ပြီးတော့အကောင်းဆုံးဖြစ်အောင်လည်းစူးစမ်းထားတယ်ကျွန်တော်ဒီ MTV လေးဆိုရင်အားလုံးပေါင်းစုစုပေါင်း9ရက်ရိုက်ကူးထားတာပါခင်ဗျဟုတ်ပါ အာဟိုဘယ်လိုပြတချို့ကတော့ထင်မှာပေါ့နော်အခုချိန်မှာလေဟိုဘယ်လိုပြမလဲနိုင်ပေါင်း2000စူးစမ်းထားတဲ့ National Caution တို့ဟိုဘယ်လိုပြောရမလဲတုံးညမအိပ်ဖက်နဲ့ချုပ်ထားတဲ့အဲ NGO တို့ဒါပြောလို့အတွက်ကိုသားကြီးကလည်းဒါပေါအောင်ခုနှစ်ရက်ရိုက်ကူးထားတယ်လို့ထုတ်ပြောတယ်လို့ဒါထင်ကောင်းထင်မယ်တော့ဒါမှမဟုတ်ပါဘူးတကယ်ကျွန်တော်တို့ ခုနှစ်ရက်တိတိကျွန်တော်ရိုက်ခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ဒီ MTB လေးကိုရိုက်တဲ့အခါမှာလေအာကျွန်တော်ရဲ့ makeup ပညာရဲ့အစွမ်းတွေကိုပါဒီ MTB ထဲမှာထည့်ပြီးသုံးထားတာဖြစ်တဲ့အတွက်တချို့ makeup တွေကတရက်လိမ့်ပြီးတဲ့အခါမှာနောက်နေ့မှာဒါဖြတ်လို့မပြောင်းသေးတာမျိုးတွေဒါပကြီဆွဲတဲ့အပိုင်းတွေလည်းပါတဲ့အခါကျတော့လေဆေးတွေလည်းသုံးရတယ်။ပြီးတော့တချို့ဆေးတွေကဒါဟိုမျက်နှာမှာသုံးတဲ့ဆေးမျိုးမဟုတ်ဘူးပေါ့နော်။အဲ့လိုဆေးမျိုးတွေကိုဒါသူ့ရဲ့သူလုတ်ချင်တဲ့ဆန္ဒပေါ်မှာမူတည်ပြီးတော့ကျွန်တော်လုတ်ခဲ့ရတဲ့အခါကျတော့လေဒါမျက်နှာမှာ allergic ထားပါတော့နှစ်ရက်နားလိုက်ရတာမျိုးလည်းရှိတယ်ပေါ့ အဲ့တကြောင့်မလို့အာလုံးပေါင်းစုစုပေါင်းပေါ့နော်အဲ့လိုရက်တီတောင်ထဲမထွက်ဘူးတကယ်တမ်းရိုက်ခဲ့တာခုနှစ်ရက်တိတိကျွန်တော်တို့ရိုက်ခဲ့ရပါတယ်ဒီအတွက်ကြောင့်မလို့အာဒီ MDB လေးကကြီးစုတဲ့မိဘပြည်သူတွေနဲ့ခြေနဲ့နေသိမ့်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာအာကျွန်တော်ရိုက်ကူးထားတာတော့ဒါဘယ်လိုပြောရမလဲနိုင်ငံခြားက move music video တွေလိုပဲပေါ့နော်အာတချင်းစာသားအတိုင်းအဲတရုပ်ဆောင်နေဆိုတော့လိုက်ပြီးတရုပ်ဆောင်ထားတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်သူတရုပ်ဆောင်ထားတဲ့ရတ္တာကမှာတချင်းရဲ့စာသားနဲ့တွားပြီးချိတ်မိအောင် ကျွန်တော်တို့ဖန်တီးထားပါတယ်လို့ပြောပြရစီခင်ဗျာဟုတ်ကဲ့ပါအဲတချင်းကတော့အမုံမြက်လုံးဆိုတဲ့တချင်းလေးပါခင်ဗျာရှေ့မှာဆိုရင်လည်းဥငတ်တို့လည်းဆိုထားတယ်တကယ်နာမည်ကြီးအဆိုတော်တွေဝိုင်းအဆိုတော်ကြီးတွေဆိုထားတယ်အဲကျွန်တော်ပြန်ဆိုတဲ့အခါမှာလည်းကျွန်တော်အများကြီးစဉ်းစားဖြစ်ပါတယ်ပရိသတ်တွေကလည်းအရန်တောင်းဆိုကြတယ်အဲ့တချင်းလေးကိုဆိုဖို့လေဒါပေမဲ့ကျွန်တော်အားယူရတယ်ပေါ့နော်ရှေ့မှာရှေ့ရစီနီယာရဲ့လို့ကိုကျွန်တော်ကတော့အမှုပညာကိုချစ်တယ်ချစ်တော့ကျွန်တော်ပေါ့ပေါ့ရော်ရော်လေးမဖြစ်ချင်ဘူးမဖြစ်ချင်တော့ကျွန်တော်100%ဒီထဲမှာကျွန်တော်ပိုင်သိရဲ့ တက်ဆွမ်းသမျှကျွန်တော်ဘာတွေတက်လဲအဲ့တက်ဆွမ်းသမျှအကုန်လုံးကျွန်တော်မိကုံရံကုန်ဒီအမုံမြက်လုံးတခြင်းထဲမှာထည့်ထားတယ်မနေ့ပြန်16ရက်နေ့ညနေ3နာရီခွဲကြရယ် YouTube မှာတင်တော့မယ်ပေါ့နော်အဲ့တော့အရင်လေးရင်ခုန်နေပါတယ်နောက်ပြီးတော့ဒီထဲမှာကျွန်တော်ဖြစ်ချင်တာတွေကျွန်တော်ရိုက်ကူးတော့မယ်ဆိုတော့ vision လေးကိုဆရာဆရာစီကိုပဲသွားပြီးတော့ဟိုသွားတိုင်မယ်တော့ဗောနော်တိုင်မယ်ပြီးတော့ဆရာကကျွန်တော်ဘသူနဲ့မှမတူတဲ့အရာမျိုးလေးဖြစ်ချင်တာဖြစ်ချင်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံမှာလည်းအဲ့ဒီ MTV မျိုးလုံးဝမရှိသေးဘူး မရှိသေးတဲ့ပုံစံမျိုးနောက်ပြီးကဘာမာရောင်မှမမြင်ဘူးတဲ့ပုံစံမျိုးလေးကျွန်တော်လှုပ်ချင်တယ်စကလုံးရအကြီးကြီးဖြစ်သွားပြီအရင်ကြီးွားကျွန်တော်ရဲ့ကြီးရွယ်ချက်ပေါ့နော်ဒါပေမဲ့အများကြီးမှန်းမှလည်းဟိုဘယ်လိုပြောမလဲခေါင်းလောက်မှန်းမှရင်ခေါင်းလောက်တင်မှာပေါ့နော်အဲ့တော့ကျွန်တော်ကအများကြီးဆရာကိုပြောပြီးတော့အကူအညီတောင်းတာအဲ့တော့ဆရာကလည်းကဲမလှုပ်ချင်တာနဲ့ကဲတိုင်မြင်မယ်ဘလို့ဘလို့လှုပ်ချင်လဲဆရာကလည်းတကယ်ဟိုဆရာလှုပ်ချင်တာတော့တိတိကျကျအောင်မှတိုင်မြင်ပြီးတော့လုံးဝဒီ music video လေးထွက်ရင်တွေ့မှာပါကျွန်တော်အများကြီးစူးစမ်းထားတယ်ကျွန်တော်အဲ့ဒီဇက်ဝင်ကတခန်းဆိုကျွန်တော်ရေနှစ်ရက်တောင်ချိုးလိုက်ရတယ်ညခင်ပြန်ရောက်တဲ့အချိန်မှာဆွဲပြီးတော့မပြောင်းဆွဲပြီးတော့မပြောင်းညခင်ရေချိုးတာကျွန်တော်၅ချိန်ဆက်တိုက်ကျွန်တော်အော်တကူလုံးတော့တကူလုံးကိုကျွန်တော်ဆက်ပြတိုက်တယ်တကူလုံး၅ချိန်လုံးရေရောဆက်ပြအောင်အကုန်တိုက်တာဒါမှမပြအောင်ကျွန်တော်၂ရက်တိတိကိုမှရေ အာဒါရိုက်တာပညာကတော့လေကျွန်တော်ကတော့ဘယ်လိုလဲဆိုတော့ဟိုဒါရိုက်တာပညာရဲ့ဆိုပြီးကျွန်တော်သင်ထားတာတော့မရှိပါဘူးဒါပေမဲ့ကိုကကျတော့ဒီလုပ်ငန်းထဲမှာပဲဖြစ်ဖြစ်အဲကိုယ့်ရဲ့လုပ်ငန်းဝင်မှာပဲဖြစ်ဖြစ်ပေါ့နော်ဒီအနုပညာလုပ်ငန်းတွေမှာပဲဖြစ်ဖြစ် management လုပ်ပေးရတဲ့အပိုင်းမှာရှိနေတဲ့လူတယောက်ဖြစ်တဲ့အတွက်ဒါရိုက်တာပညာနဲ့ဘာပဲပြောချိတ်ဆက်မှုရှိတယ်ပေါ့နော်အဲ့တကြောင့်မလို့ကျွန်တော်ဒါရိုက်တာအနေနဲ့ဒါဥဆောင်ပြီးတော့ဒါရိုက်ကူးပေးဖြစ်တယ်ပြီးတော့ကျွန်တော်ဆိုင်မှာရှိနေတဲ့ကင်မရာမန်တွေရဲ့စွမ်းအားတွေပေါ့နော်သူတို့ရဲ့စွမ်းအားတွေနဲ့ပေါက်ဆက်လက်တဲ့အခါမှာအကောင်းဆုံး ဖြစ်အောင်ကျွန်တော်စူးစမ်းပြီးရိုက်ကူးပေးထားပါတယ်ခင်ဗျအဲ့လိုရိုက်ကူးပုံဖော်မှုကလည်းဒါအဲ့အဆိုတော်နေရာမှာပိုင်သစ်ဖြစ်နေလို့ကိုရိုက်လို့ရတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဆိုတော်ကတယုံဆောင်မဆောင်တတ်တဲ့အဆိုတော်မျိုးဆိုရင်ဒီလိုဒီလိုပုံစံမျိုးရိုက်လို့ကတိတ်မရဘူးပေါ့နော်သူကတော့တယုံဆောင်ကိုကျွမ်းတဲ့သူအဲတယုံဆောင်တတ်တဲ့သူဆိုတဲ့အခါကျတော့သူ့အဲ့ကျွန်တော်လှုပ်ချင်တဲ့ပုံစံမျိုးလေးတွေလှုပ်ခိုင်းတဲ့အခါမှာလော်လင်းတကူနဲ့ဒါရိုက်ကူးပုံဖော်လို့ရသွားတာပေါ့နော်အဲ့ဒါကြောင့်မလို့ချက်ရမီပါပြည်သူတွေအာ16ရက်နေ့ညနေ3:00ခွဲမှာ ထုတ်လွှင့်มาဖြစ်ပါတယ်အဲ့တော့ကြောင့်ဝန်ရံပေးပါအာဘယ်လိုပြောရမလဲပိုင်တစ်ချင်းဆိုပေမဲ့ကိုတာကြီးစီစဉ်ပြီးတော့ရိုက်ကူးပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်အားပေးတဲ့အနေနဲ့လည်းအာကြီးစုပြီးတော့အားပေးပေးပါလို့ပြောပြရစီခင်ဗျာခိုင်းတာတော့တကုံခိုင်းတာပဲဘာလို့လဲဆိုရင်ဒီတချင်းတစ်ပုတ်ကိုတကယ်ဘာလို့လဲဆိုရင်ဇက်လန်တွေဟိုခုနကျွန်တော်ခုနရဲ့လဲရဆိုဇက်လန်တွေခုနပုတ်ကြည့်လိုက်ရတယ်လို့ဖြစ်သွားစီရမယ်။ဘာလို့လဲဆိုကျွန်တော်မှုမတူအောင်ကျွန်တော်ကတရုတ်ဆောင်တယောက်ဖြစ်တဲ့အတွက်ကျွန်တော်ရော့နေကျွန်တော်ဆရာကြီးစူလိမ့်မယ်။စူလိမ့်မယ်။အဲ့တော့ကျွန်တော် အများကြီးဒီမူတစ်ခုကိုဆိုတော့အဲ့ဒီမူတစ်ခုကိုမပြအောင်ဒီကာရိုက်တာပေါ်မှာကျွန်တော်စီးမျောပြီးတော့အများကြီးဒီထဲမှာပုံစံမျိုးစုံကျွန်တော်ဘာတွေတက်လဲအကုန်လုံးကိုကျွန်တော်ဖန်တီးထားတယ်အဲ့ဒီပုံမှာပါဆရာကဘာလို့လဲဆိုဘာလို့လဲဘလို့ဖြစ်အောင်လို့ကျွန်တော်ဖြစ်အောင်လုပ်ခဲ့ရတဲ့အပိုင်းတွေလည်းအထက်မှာရှိတယ်ပေါ့နော်အတော်တော်မှကျွန်တော်ကျွန်တော်အခုပိုင်သစ်ဆိုတာကိုပြောက်သွားရှင်တစ်ဖက်တည်းကြာပေါ့အဲလုံးဝနှစ်ဖက်မကြာဘူးတစ်ဖက်တည်းကြာအောင်ကြာပောက်ခနဲရအောင်ကြာအဲ့ပောက်ခနဲဆိုတာလေးကိုလိုချင်တာ အဲ့လိုမျိုးလေးပေါ့သူ့ကိုခိုင်းရတာပေါ့နော်ပြီးတော့ဒီဟိုဆေးတွေနဲ့ရိုက်တဲ့ဟာဆိုလဲဒါခန္ဓာကိုယ်မှာပေတာတွေမျက်နှာတွေပေတာတွေမမှုနဲ့ပေါ့နော်အဲ့လိုဟိုကျွန်တော်တို့ဒီအိန္ဒိယစကားတွေတွေကလေဟိုဘယ်လိုပြောရမလဲတကြံပေါ့တကြံတကြံပုံစံမျိုးဆေးအဲ့လိုအမုတ်တွေဖြန်းပြီးတော့ရိုက်တဲ့အကတ်မျိုးဆိုရင်လဲဒါသူပေဖို့တွေကြံဖို့တွေခေါင်းထဲမထည့်နဲ့ပေါ့နော်ဒါတွေကခဏထားတာပိတ်သက်ကိုပိတ်ဆက်မှုပေါ့နော်ကိုယ့်ရဲ့ပိတ်ဆက်မှုဘယ်လောက်ရှိမလဲပိတ်ဆက်သူရေး သုံးလေးရချိုးလိုက်ရတော့ဟုတ်ပါဘူးပြီးတော့အဲကျွန်တော်မျက်ရည်ကျတဲ့အခါမှာဆိုရင်ဆရာဗာပြောလဲဆိုရင်အဲ့ဒီမုံမုံမြင်အောင်လို့တစ်ဖက်သေးပဲကြာမယ်လုံးဝနှစ်ဖက်ကြာလို့မရဘူးကျွန်တော်ကကိုဆရာဆိုကြောက်တယ်လေကြောက်တော့မူကပျောက်ချင်နေပြီဒါပေမဲ့ကျွန်တော်မရရအောင်ကြိုးစားတယ်ကြိုးစားပြီးတော့အဲနှစ်ကြိမ်၃ကြိမ်၃ကြိမ်လောက်မှကျွန်တော်ရသွားတယ်ပေါ့နော်ကြာတော့မယ်ဆိုမျက်ရည်ကဥပမာမူထဲရသေးတယ်ကျွ ဟိုတောက်ပြီးကြောက်ဒီမုံမျက်လုံးဆိုတဲ့အရာကိုမှုထဲတာကျွန်တော်ကဝမ်းနေပြီမျက်ရည်ကြတာမျိုးမလိုချင်ဘူးဒီဒီတခြင်းထဲမှာဆရာကလည်းဝမ်းနေပြီမျက်ရည်မကြရအောင်အမုံမျက်လုံးဆိုတဲ့ဒီတခြင်းထဲလောက်ကိုမျက်ရည်ကြရမယ်ပြီးတော့တစ်ဖက်ပဲကြရမယ်နောက်ပြီးအဲ့ဒီပောက်ခနဲအရာကိုလိုချင်လားအဲ့ဒီအချိန်မှာကျွန်တော်ခေါင်းထဲမှာအများကြီးတွေ့ဝေရပြီအများကြီးငါဘယ်လိုလုပ်ရမလဲဘယ်လိုလုပ်ရမလဲအာခေါင်းထဲမှာဘယ်လိုပြောရမလဲကိုကိုကိုဟာဟိုလာလို့ဒီလာလို့ပေါ့နော်အများကြီးအတိုင်းပဲကျွန်တော်ရအောင်လုပ်ခဲ့ပါတယ်ဆရာလည်းကျေနပ်မယ်လို့ထင်ပါတယ်ကျွန်တော်လား ကျွန်တော်ကမုန်းပါလေနော်မုံမှာဆိုအဲအဲ့ဒီအချိန်မှာကျွန်တော်ဘာကိုစဉ်းစားလိုက်လဲဆိုကိုမုံတဲ့လူတွေကိုစဉ်းစားလိုက်တာမုံတဲ့လူတွေဘာလို့လဲဆိုအဲ့မုံတဲ့လူတွေကိုစဉ်းစားရတဲ့ဆိုတာကျွန်တော်မုံနေတဲ့သူတွေကိုပေါ့နော် ကိုကမုံနေသူကတော့တိတ်မရှိဘူးကျွန်တော်မုံနေတဲ့သူတို့ကျွန်တော်စဉ်းစားမိလိုက်တာဘာလို့လဲဆိုသူတို့ကိုမုံတာဘလို့မုံတာလဲဘာကြောင့်မုံတာလဲအဲ့ဒါကိုစဉ်းစားတာအဲ့တော့ကျွန်တော်မုံနေသူတွေဆိုတချို့ဆိုရင်ကျွန်တော်မကောင်းကြောင်းနေအများကြီးပြောနေရရှင်နောက်ပြီးဘာမှဟုတ်လဲဟုတ်တာမဟုတ်ဘူးကျွန်တော်ပြန်ကြားရတယ်ပေါ့နော်အကုန်လုံးပြန်ကြားတဲ့အခါမှာဘာမှလဲဟုတ်တာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကတီးခတ်နေ ။ဘာလို့လဲဆိုရင်တီးခတ်နေဆိုတာလည်းအတိုင်းဒါတစ်ခုတည်းရှိပေမဲ့အဲ့အတိုင်းဒါတပို့ပြီးတော့ကျွန်တော်ကတီးခတ်နေ။သတင်းတွေပြန်ကြားတယ်။ဒါပေမဲ့တွေ့ချိုတွေပေါ့နော်ကျွန်တော်တို့တွေ့ပြီဆိုရင်ချိုးနေရပဲ။ဒါပေမဲ့ကြွေရကြရင်တော့ပြောကြတယ်။အဲ့ဒီသူတို့ကိုမုံနဲ့အမုံတွေကိုကျွန်တော်ကခံစားလိုက်တာ။ခံစားလိုက်တော့သူတို့တစ်ချက်တစ်ချက်ကိုကြည့်လိုက်တဲ့အချိန်မှာကိုမြင်ဘူးတယ်လေ။အဲ့ဒါကိုခံစားပြီးတော့အဲဘုထဲလိုက်တာပေါ့နော်ဘုထဲလိုက်တော့ အဲ့ဒီရတလေးဖြစ်ပေါ်လာတာပါဟုတ်ဟောအရင်ကျေးဇူးတင်ပါတယ်ဘာလို့လဲဆိုရင်ကျွန်တော်အခုအမှုပညာစလုပ်ကြတဲ့အပေါ်နော်အခုအချိန်အထိကိုပိုင်သိဆိုပြီးတော့အချိန်တူတူအတွင်းမှာပေါ့နော်ဟိုနီးမှန်လမ်းမှန်နဲ့နေရာတစ်ခုကိုရောက်လာဖို့အမလွယ်ပါဘူးဆရာရဲ့တုန်နေဆုံးမမှုတွေ100%ပါပါတယ်နောက်ထပ်လမ်းကြောင်းမမားဖို့ ဒီအမှုပညာလမ်းကြောင်းပေါ်ရှောက်ကတဲ့ကဆရာတောင်းဆိုထားတဲ့အချက်တွေရှိတယ်ကျွန်တော်ကိုအထက်ကအဲအပေါင်းအသင်းမှတ်ပြီးတော့ပေါ့နော်အဲ့လိုမျိုးအမှုပညာလောကမှာကျွန်တော်မဟုတ်တာတွေမလုပ်ဖို့ဆရာကတိအထက်ထက်တောင်းနေတောင်းပြီးကမှကျွန်တော်အခုချိန်ဒီလမ်းပြပေးရတော့လဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လည်းရှေ့ဆက်ပြီးတော့မိမလမ်းမှတ်နေပဲတဆင့်ချင်းစီကျွန်တော်ပြိသက်ရင်ပတ်ထဲရအောင်ကျွန်တော်အများကြီးစူးစမ်းတော့မှာပါခင်ဗျာဟုတ်ဟုတ်ကဲ့ပါ16ရက်နေ့ညနေ3:00နာရီခွဲမှာဒီသချင်းလေးကိုချက်ရမိဘပြည်သူတွေအားလုံးအားပေးပေးပါဝန်ရံပေးပါလို့ပြောပြစီခင်ဗျာ super mario